တရက်တအုပ်ညဝေစီစဉ်ကနေစညကနောက်ထပ်ဒါနရက်မြောက်ကိုပေါ့နော်ရောက်ရှိလို့ရတာပါဘီဒါကြောင့်မို့စညကဒီနေ့မှဆိုရင်လည်းမိတ်ဆွေတို့အတွက်ပေါ့နော်ရောင်းချနေပေါ့နော်ရောင်းချတဲ့ဒီ MLM မှာရောင်းချတဲ့ပုံစံကဘယ်လိုလဲဆိုတော့ကိုလာရောက်ပြီးတော့ပြောပြညဝေစီမှာလည်းဖြစ်ပါမယ်ရှင်ကဲဒါကြောင့်မို့ပေါ့နော်စညကို follow မလုပ်ရသေးတဲ့သူရှင်လည်း follow လုပ်သွားပေးပါ like မလို့ရတဲ့ဆိုနဲ့ like လုပ်သွားပေးပါ subscribe မလို့ရတဲ့ဆိုနဲ့ subscribe လေးလုပ်ပေးသွားပါရှင်ဟုတ်ပြီเนาะဒါဆိုเนาะဒါဒီမှာဒီ sex mo ကိုပိုင်စီးပွားရေးပေါ့เนาะ sex mo ကိုပိုင်စီးပွားရေးဆိုတဲ့ကို MLN စီးပွားရေးမှာဒီရောင်းအားတွေကွာခြားတယ်တခြားအပြင်လောကစီးပွားရေးတွေနဲ့ဘလို့ကွာခြားမှုတွေရှိတာလဲပေါ့เนาะဒါလေးကိုလာရောက်ပြီးတော့ညဝေပေးပါလေဖြစ်ပါလိမ့်ရှင်ဟုတ်ပြီ ဒါဆိုရင်တော့ဒါဆက်ပြောလို့ပေါ့နော်ဒီမှာဘလို့ကြွားချမှုတွေရှိရလဲပေါ့နော်အမလစနစ်မှာဆိုရင်ထင်ရှားသိတာလဲခြားနာချက်တွေပေါ့နော်ဓမယိုးချာစနစ်မှာပါရှိရဲ့လက်ကဖြတ်ချီတွေလက်လီဖြန့်ချီတွေနေရာနဲ့ပေါ့နော်ဒီအမအန်နဲ့ပေါ့နော်တအူးချင်းစီတာအစထိုးတဲ့ပုံစံတွေဖြန့်ချီတဲ့ပုံစံတွေရှိပါတယ်တဲ့နည်းနည်းကွဲလွဲတဲ့အချက်တွေပေါ့နော်အဲ့ဒီတဲမှာအားဒါကျမတို့ပေါ့နော် ဖြန့်ချီရတဲ့ပုံစီကိုတခြားတော့ဖြန့်ချီသူများအားထပ်ဆင့်ဖြန့်ချီတဲ့ရှင်လည်းဖြစ်တယ်ဖြစ်နိုင်တယ်ပေါ့နော်ထပ်မှန်ဖြန့်ချီခြင်းလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်စားသုံးသူကိုတိုင်းရိုက်ဖြန့်ချီခြင်းလည်းဖြစ်နိုင်တယ်မိမိကိုယ်တိုင်စားသုံးပြီးတော့လည်းဖြစ်နိုင်တယ်သုံးမျိုးရှိတယ်ပေါ့နော်ဒါကြောင့်ပြန်ပြောပြပေးမယ်ဒါကြတော့ဗာလေမိမိဖြန့်ချီတဲ့ကိုယ်စီကိုတခြားတော့လူတွေကိုထပ်ဆင့်ဖြန့်ချီခြင်းလည်းဖြစ်နိုင်တယ် ပြီးကြရင်စားသုံးလူတွေကိုဒါတိုင်းဖြန့်ကြည့်ခြင်းလည်းဖြစ်နိုင်တယ်။ပြီးကြရင်တော့မိမိကိုယ်တိုင်စားသုံးပြီးတော့လည်းဖြန့်ကြည့်တာမျိုးလည်းဖြစ်နိုင်တယ်။သုံးမျိုးရှိတယ်ပေါ့နော်။သုံးမျိုးရှိတယ်။တုတ်ဆေးလုပ်ငန်းပေါ့နော်။ဒါစဉ်းလို့အရင် profile ထဲမှာပြောပြလို့ပဲ။တုတ်ဆေးလုပ်ငန်းရှင်ကတဲ့သူရဲ့ထုတ်ကုန်တွေကိုရောင်းချရမ်းတဲ့လက်ကားရောင်းလူကိုမိခိုရတယ်တဲ့။ဒိုနီတို့ပဲလက်ကီရောင်းလူကလည်း စားသုံးလူပေါ်မှာမိကိုမှုတွေလောက်ရတယ်။ MM မှာကျတော့ဒါကျမတို့ဖြန့်ချီသူကမိမိကိုကိုကိုယ်တိုင်ပေါ့နော်မိတ်ဆက်ပြီးတော့ရောင်းချရတယ်မိမိကိုကိုမိမိကိုယ်တိုင်မိတ်ဆက်ရတယ်ပေါ့နော်ကိုကိုကိုလည်းရောင်းချရတယ်။ပြီးကြရင်ဒါရှေးရောစနစ်မှာတဲ့ပြန်ပစ္စည်းရောင်းချတဲ့လူတွေကအများအပြားအလကစားဝန်ထမ်းတွေများကြတယ်။ MM မှာကျတော့ဒါကျမတို့ဖြန့်ချီတဲ့လူတွေကရောင်းချလူများပဲဖြစ်ပြီးတော့တတိုးက သူတို့ကိုယ်တိုင်အလုပ်ရှင်လုပ်ငန်းရှင်တွေဖြစ်ကြတယ်ပေါ့နော်။ဟွန်းဒါဆိုတော့ဒါဆိုတော့ဒီမှာဆိုရင်တော့ပုံလေးတွေလည်းပြထားပေးရပေါ့နော်။ထုတ်ထုတ်သူကနေစားသုံးလို့တမယိုးကြနေတဲ့ဖြန့်ချီတဲ့နီလန်ပေါ့နော်။ဒီမှာပုံလေးပေါ့နော်ဒီမှာတမတ်တဲ့ပုံလေးဖြစ်ပါတယ်မဟုတ်ကြည့်ကြရတော့ပုံလေးနဲ့ပေါ့နော်တကွပုံလေးထုတ်ပြပေးပါမယ်ရှင်။ဒါကြတော့ဒါကျမတို့တမယိုးကြ ရောင်းချတဲ့ပုံစံပေါ့နော်မိတ်ဆွေတို့မြင်အောင်ကြည့်လို့ရတယ်တမန်ရိုးကြရောင်းချတဲ့ပုံစံမှာဆိုရင်ပစ္စည်းထုတ်လုပ်တဲ့လူရှိတယ်လက်ကားဖြန့်ချီတဲ့လူရှိတယ်ဒီကျမလက်လီဖြန့်ချီတဲ့လူတွေဒီကျမစားသုံးလူတွေစီရောက်တယ်ဂျာကန်နစင်ပြီးမှပေါ့နော်ဒါစားသုံးလူတွေရှိရောက်တာပေါ့နော်ဒါပေမဲ့ဒါကျမတို့ဒီ MN စနစ်မှာကျတော့ဘယ်လိုသွားလဲဆိုရင်တော့ပေါ့နော်ဒီကွန်ပျူစီထုတ်လုပ်တဲ့သူရှိတယ်ပြီးကြရင် ဖြန့်ချီသူစီရောက်သွားတယ်ဖြန့်ချီသူကနေတစ်စင်းစားသုံးသူစီရောက်တယ်ကြားထဲမှာတစ်စင်းပဲသွားတယ်ပေါ့နော်အဲဒီလိုမျိုးလေးတွေကိုဒါပုံနဲ့တကွာဒါကျွန်တော်တို့ပြထားရတယ်ဖြစ်တယ်အမှန်တော့မို့စီးပွားရေးမှာတဲ့စီကွက်ထိုးဖောက်ရောင်းချခြင်းစနစ်လို့လဲခေါ်တွင်နေတဲ့โอเคเนาะအဲ့ဒါဆိုရင်ညကျွန်တော်တို့ဒီနောက်ထပ်ပေါ့เนาะနောက်ထပ်ဖြန့်ချီသူကိုပစ္စည်းထုတ်လုပ်တူတယ် နောက်ထပ်နံပါတ်3ပုံပေါ့နော်နံပါတ်3ပုံကကြတော့ဟိုဒီကိုရစ်ဖြန့်ရောင်းချတဲ့စနေပေါ့ဖြန့်ချီလူများရဲ့ကိုရစ်ဖြန့်ရောင်းချခြင်းစနေလို့ခေါ်တယ်တဲ့အဲ့ဒီတဦးချင်းကနေကိုတိုင်မိတ်ဆက်ထိုးဖောက်ပြီးတော့ကိုရစ်ဖြန့်ချီတဲ့စင်ပွားလှူရှာခြင်းပေါ့နော်အဲ့ဒီလိုမျိုးလည်းရှိတယ်ဒါကြတော့တခါတည်းနဲ့တိုက်ရိုက်အကုန်လုံးကိုကနေမှတစ်စင်အကုန်လုံးဖြန့်သွားတာပေါ့နော်ဒီလိုမျိုးဖြစ်ပါတယ် စိတ်ဝဖြတ်ရှိခြင်းကကြောညာခြင်းလည်းပြီးတယ်။အယောင်မြင့်တင်ခြင်းလည်းဖြစ်တယ်။ဒါကြောင့်မို့တရုတ်ပြခြင်းလို့လည်းဆိုနိုင်တယ်ပေါ့နော်။အဲဒါဆိုရင်ကုန်ပစ္စည်းတွေကိုတဲ့အဆင့်တိုင်းကိုရောင်းချခြင်းဖြစ်၍ဤကိုကိုရဲ့ဖြတ်စည်းကွက်ထိုးပေါက်ရောင်းချခြင်းလို့လည်းခေါ်ထွက်နေပေါ့နော်။ဒီကနောက်ဆုံးဟာကိုပြောပြပေးရပါတော့။ဒါကျွန်တော်တို့ဒီနောက်ဆုံးအဆင့်ကိုပြောပြပေးတာကိုရဲ့ဖြတ်ပြီးတော့ရောင်းချတဲ့စနစ်ပေါ့နော်။ အဲဒီမှာဆိုရင်တော့အစဉ်စစ်ရင်းပေါ်ပြခြင်းပါတဲ့ဒီအလွန်ရိုးစင်းတဲ့ပေါ်ပြခြင်းများဖြစ်တယ်အမန္တန်ရဲ့အခြေခံတဘောတရားများကိုရှင်းလင်းစွာပေါ်ပြထားတယ်ကုမ္ပဏီတစ်ခုကမိမိရဲ့ထုတ်ကုန်တွေကိုအမန္တန်စနစ်နဲ့ဖြန့်ရှီလိုတယ်ဆိုပါကပရမဦးစွာကဘာတွေလိုအပ်လဲပေါ့နော်အဲကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုရင်တော့ဆွဲလုံးနာရှိတဲ့ဒါတကယ်ကိုမှဆွဲလုံးနာရှိပြီးတော့တတိပတိတတိကောင်းတယ်ပေါ့နော်တကယ်ကိုမှဆွဲကောင်းတဲ့ သူတွေကိုရွေးချယ်ပြီးတော့ခံမှုလိုအပ်တယ်ရွေးချယ်ပြီးတော့စူးစမ်းဖို့ပေါ့နော်လိုအပ်တာလည်းဖြစ်တယ်ဒီကြရင်တော့ဒါမိမိရဲ့ထုတ်ကုန်တွေကိုရောင်းချပေးဖို့အတွက်မူလဖြန့်ချီသူတွေထံနဲ့ပြန်ပေးအပ်ရတယ်တဲ့ဒါပုံမှန်ရောင်းတဲ့သူတွေကိုရှာလို့ရပေါ့နော်မူလရောင်းချတဲ့သူတွေကလည်းတပြီလုံးဖြန့်ကျက်ရောင်းချခြင်းနဲ့ကိုပစ္စည်းနဲ့ပတ်သက်တဲ့ဆွေးနွေးပွဲတွေအစည်းအဝေးပွဲတွေဆက်ဆက်ပွားဖြန့်ချီတဲ့သူတွေရရှိရတဲ့အတွက်ထောက်ခံတဲ့ ထောက်ခံမှုပြုလုပ်တာတွေပေါ့နော်ပတာတွေကိုဆက်လက်လှုပ်ဆောင်လို့ရတယ်။အဲကုမ္ပဏီရဲ့ရောင်းအားပေါ့နော်ဒါကျမတို့ကုမ္ပဏီရဲ့ရောင်းအားကတဲ့ဖြန့်ချီသူတွေကနေဘလောက်ပဲပေါ့နော်အောင်မြင်စွာရောင်းချတယ်လဲဆိုတဲ့အပေါ်မှာတဲ့မူတည်တယ်လို့မျိုးပဲတဲ့စင်မွားရရှိစင်မွားဖြန့်ချီသူများကလည်းစင်ပွားဖြန့်ချီသူများရရှိရတဲ့မြေမြထောက်ခံမှုပေး၍ ညီမြတင်နန်းပေးတယ်လဲဆိုတဲ့အချက်တွေမှာမူတည်တယ်တဲ့အဲကျွန်တော်တို့အပြင်မှာအကြတော့အလောက်အောင်မြင်စွာရောင်းချတယ်လဲဆိုတာမှမူတည်တယ်ဒါပေမဲ့ဒီမှာကြတော့ဒါကျွန်တော်တို့ဒီ marketing ဘက်မှာဒီစင်ပေါ်တဲ့ဘက်မှာကြတော့ဘလောက်ထိတင်နန်းပေးပြီးတော့ဘလောက်ထိတင်ပေးနိုင်လဲလမ်းပြပေးနိုင်လဲပေါ့နော်ဘလောက်ထိထောက်ခံချက်လက်မှတ်တွေမြားစွာရှိလဲဘလူတွေအမခံချက်တွေရှိလဲဒီလိုမျိုးတွေပေါ့နော်အဲ့ဒါတွေပေါ်မှာမှုတည်သွားတယ်တဲ့ဒါတော့ တူညီတဲ့အချက်ကွက်ပြခြားနာတဲ့အချက်လေးပေါ့နော်။ကြောင်အားကွာခြားမှုပိုင်းကိုစံချဝတီယာဗီဒီယိုဖိုင်လေးမှာလာရောက်ပြောပြမြှောက်ပေးတာလည်းဖြစ်ပါတယ်။ဒါကြောင့်မို့အားလုံးပဲဒီနေ့မျှဝေတဲ့အစီအစဉ်ကနေပေါ့နော်။ပညာတွေအတွေ့ခေါ်တွေရကြပါစေလို့စံချဝဆုတောင်းပေးလိုက်ပါတယ်။ကဲဒါဆိုရင်တော့ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပဲပေါ့နော်။ပိုင်းမှာရှင်။